ာပါလို့ဥစွာပထမနှုတ်ခွန်းဆက်တာလိုက်ပါတယ်။ဒီကနေ့ဥစဉ်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးတွေကတော့နိတိကျမ်းလားဆုံးမစာအမစဉ်31အမစဉ်32အမစဉ်33တို့ကိုပြောပြပြီးသွားမှာပဲဖြစ်ပါတယ်။အမစဉ်31ကဘယ်လိုဆိုတာတလဲဆိုတော့မန္တုကေပီဥจิตတိ တုဂရေမီဥဟေတိပိပီလာရီသရီတိပြေကိသဗ္ဗဒီရိသိဗ္ဗသမေလို့ဆိုထားပါတယ်။ဘာကိုပြောတယ်လဲဆိုတော့ဖာဒငေဒီလေစောင့်ကြောင့်ထိုင်ခြင်းသူမူကချင်သိဟူကောင်းအလုံးဝဒီလေအိုမြည်တဲ့ကာမုံကျက်သိဟူကောင်းအလုံး ြောင်းဒီလဲအစင်းတရံသူမူကားကြားဟုကောင်းအံ့လောခသိန်သောပညာရှိသူသည်လဲအတက်ချင်းသူကောင်းအံ့လောလို့ပြောထားပါတယ်အတိဘေကိုရှင်းအောင်ပြောရမယ်ဆိုရင်ဘာပြောတယ်လဲဆိုတော့ဖားတငယ်ဟာတဲ့မြည်တို့ပင်စောင်းကြောင်ထိုင်နေပါစေ ဘယ်လိုအကြောင်းကြောင်းနေပဲထိုင်စေကမူတဲ့ချင်းသိလို့ဘယ်တော့မှမဖြစ်နိုင်ပါဘူးတဲ့ချင်းသိနဲ့လုံးဝမတူနိုင်ပါဘူးတဲ့ဖားတငယ်ကစောင်းကြောင်ထိုင်တာနဲ့ချင်းသိဖြစ်မသွားဘူးတဲ့နောက်တစ်ချက်ကဝတ်ဒီလေအုပ်အုပ်ညီသက်ကမြဖြင့်ဝတ်အုပ်အုပ်ညီသက်ကမူကြက်သိလို့ မစိုးထိုက်ဘူးတဲ့ဘလောက်ပဲဝက်ကအုံးအုံးနဲ့မြည်တက်နေစေကမို့တဲ့ဝက်ကိုချက်တလို့တတ်မဲ့လို့မရပါဘူးတဲ့ဝက်ဟာဝက်ပါပဲချက်တမဟုတ်ပါဘူးနောက်တစ်ချက်ကကြောင်းဒီလဲအစင်းတရံဘလောက်ပဲတူနေပါစေတဲ့ဂျာနဲ့ရှင်လို့မရပါဘူးတဲ့ကြောင်ဟာကြောင်ပါပဲတဲ့ တချို့တွေကြောင်အကြီးတွေနဲ့ကြားပုံသဏ္ဍာန်တွေရှိပါတယ်။ကြောင်ဟာကြောင်ပဲကြားမဟုတ်ဘူးတဲ့။နောက်တစ်ချက်ကခတ်သိန်းသောပညာရှိသူတွေလည်းအသက်ချင်းသူမှုသူကောင်းအောင်လို့တဲ့။ပညာရှိတွေကိုလည်းဘလောက်ပဲသွားပြီးရှင်းစေကမှုမရှင်းနိုင်ဘူးတဲ့ပညာရှိတွေရဲ့အသက်ကို မရှင်းနိုင်ဘူးလို့ဆိုလိုတာပဲဖြစ်ပါတယ်။အမစင်31ကို ရှင်းရှင်းနဲ့ဘုံဘင်ပြောရမယ်ဆိုရင်တော့မတူတာကိုမတူပါနဲ့။ဒါစတိအချုပ်ပါပဲဗျာ။အမစင်32ကဘာပြောထားတယ်လဲဆိုတော့နာဒိဋ္ဌိရာဇာဒနာမိ ဗန္ဒီတော်ပီသူဘာတိတိစက္ကုံပီပိယဒဒနီဇလီတာကရောနာဒိဋ္ဌိလို့ဆိုထားပါတယ်။ဘာပြောတယ်လဲဆိုတော့မင်းတို့တဘောဟာတဲ့ဥစ္စာ၌ရောင်ရဲခြင်းမရှိပါဘူးတဲ့။ပညာရှိသည်လဲစကားကောင်း၌ရောင်ရဲခြင်းမရှိပါဘူးတဲ့။ မျက်စီဒီလဲချစ်တော်သူကိုမြင်ခြင်းမှာရောင်ရဲခြင်းမရှိဘူးတဲ့သမုဒ္ဒရာဒီလဲရင်၌ရောင်ရဲခြင်းမရှိဘူးလို့ဆိုထားပါတယ်ရှင်းအောင်ပြောရမယ်ဆိုရင်မင်းတို့ရဲ့တဘောတဲ့တံပြေဟုတ်ချင်တဲ့ရှင်ဘီရင်ရဲ့တဘောတွေ့ဟာ ဥစ္စာမှာရောင်ရဲခြင်းမရှိဘူးတဲ့ဓမ္မမေဆွေဆွေတော်မျိုးတော်အများအားလုံးလောကလူသားတွေအားလုံးတွေ့ဘူးပါလိမ့်မယ်မင်းမှမပြောပါနဲ့လူတိုင်းလူတော်တော်များများပါပဲဥစ္စာပေါ်မှာရောင်ရဲခြင်းမရှိကြပါဘူးဒါလို့ဆိုရင်ပြေဆုံးမဲ့ထင်ပါလေမိသူမှ ဥစ္စာပေါ့ရောင်ရဲခြင်းမရှိလို့ပြောရင်ဘာစနစ်အပြည့်80ရာခိုင်နှုန်းမှန်ပါလိမ့်မယ်နောက်တစ်ချက်ကပညာရှိသည်လဲစကားကောင်း၌ရောင်ရဲခြင်းမရှိဘူးတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေကလည်းစကားကောင်းဆိုတဲ့နေရာတွေမှာရောင်ရဲခြင်းမရှိဘူးတဲ့ဘာကြောင့်လဲဆိုတာစုဖွဲ့ရပြုတ်ဖွဲ့ရမရှိတော့ပါဘူးပညာရှိနဲ့ ပတ်သက်တို့ရှေ့မှာလင်းအများကြီးပြောခဲ့ပြီးပြီးဖြစ်တဲ့အတွက်ကြောင့်အခြေတော်ထပ်ပြီးမပြောလို့တော့ပါဘူးနောက်တစ်ချက်ကမျက်စိသည်လည်းချစ်တော်သူကိုမြင်ခြင်းမှာရောင်ရဲခြင်းမရှိဘူးတဲ့မိမိချစ်တဲ့သူကိုကြည့်ဖို့မိမိမျက်လုံးကဘလောက်ပဲကြည်ရစေကမှာ ကြည့်လို့ရတယ်ဆိုတာမရှိပါဘူးတဲ့။ရောင်ရဲတယ်ဆိုတာမရှိဘူးတဲ့။မိမိချစ်တဲ့လူဆိုရင်မြင်ကျင်တာတဘာဝပါ။အလုံးဆွေတော်မျိုးတော်များအလုံးဓမ္မမိတ်ဆွေများအလုံးလေးကျုံဘူးပါလိမ့်မယ်။ဒါဆိုရင်မိမိချစ်တဲ့သူကိုမြင်ကျင်တာမိမိမျက်လုံးကချစ်တဲ့သူကိုတွေ့ရတာဘလောက်တွေ့တွေ့ ်ညီမယောင်ရင်းနိုင်မှုဆိုတာရှင်းလောက်ပါပြီနောက်တစ်ချက်ကတော့သမုဒ္ဒရာတီလေရေ၌ယောင်ရခြင်းမရှိသမုဒ္ဒရာတဲ့ကို ရေဒီဘလောက်ပင်များနေပါစေတဲ့လာဓမြရေတော်ပြီအဝင်မခံတော့ဘူးလက်မခံဘူးဆိုတာ မရှိဘူးတဲ့လာဓမြရေဝင်ဓမြရေအားလုံးကိုလက်ခံနေတဲ့ဒါကြောင့်မို့သမုဒ္ဒရာတီလေ ရေဘလောက်မြားမြားရောင်ရဲခြင်းမရှိဘူးလို့ပြောပါတယ်။နိဗ္ဗာန်လာဆုံးမစားအမှတ်စဉ်32ကတော့ဘာကိုအချုပ်အပြည့်ပြောရမလဲဆိုရင်ဒီမရောင်ရဲနိုင်တဲ့အရာတွေကိုပြောပြနေတာပဲဖြစ်ပါတယ်။ဒါရီမရောင်ရဲနိုင်တာလဲဆိုတော့မင်းတို့ဟာဥစ္စာပေါ်မှာ ရောင်ရည်ချင်းမရှိဘူးတဲ့ပုံစံဒီဘလောက်ပဲများနေပါစေတော်ပြီးတန်ပြီလို့ပြောတာမရှိဘူးတဲ့ပညာရှိသည်လည်းစကားကောင်းကိုဆိုတဲ့နေရာမှာ ရောင်ရည်ချင်းမရှိပါဘူးတဲ့မျက်စိသည်လည်းမိမိခြေတဲ့သူကိုမြင်ခြင်းမှာရောင်ရည်ချင်းမရှိဘူးတဲ့သမုဒ္ဒရာသည်လည်းရေဘလောက်များများရောင်ရည်ချင်းမရှိဘူးတဲ့ဒါဆိုရင်သုံးမစာမတ်စင်30နှစ်ကိုနာတော့ကြာလောက်ပြီလို့ထင်ပါတယ် မဆင်33ကဘာအမဆင်33ကဘာကိုစူထားတယ်လဲဆိုတော့ရူပယုပနာတမ္ပနာဝိတာလာကုလတမ္ပဝဝိဇာဟိနာနာသောဗန္တိနိဂန္ဓာဤဝကိန္တုကာလို့ဆိုထားပါတယ်။ဘာပြောတယ်လဲဆိုတော့အစင်းအရွယ်နဲ့ပြည့်စုံရင်၎င်း ပြန်ပြောကြွယ်ဝတော်အမျိုး၌ဖြစ်လင်၎င်းအသက်ပညာမှရုပ်ခဲ့မူကားမတင့်တယ်ကိုဗမာပေါပန်းတို့ဒီအနမကင်းကုံတကယ်တို့ဒီလို့ဆိုထားပါတယ်။ဒါပြောရှင်းအောင်ပြောရမယ်ဆိုရင်တော့အစင်းနေအရွေတွေဘလောက်ပဲလှနေပါစေဘလောက်ပဲအရွေတွေတင်းနေစေကမူတဲ့ ညာမတက်ဘူးဆိုရင်အလကားပါပဲတဲ့နောက်တစ်ချက်ကဘလောက်ပဲဥစ္စာမျက်စိကြွယ်ဝနေစေပါတဲ့အတက်ပညာမတက်ဘူးဆိုရင်အလကားပါပဲတဲ့မတင့်တယ်ပါဘူးတဲ့ရုပ်စင်းပဲလာလာ အရွယ်တွေပဲတင်နေစေကမူ ဘလောက်ပဲချမ်းသာနေပါစေတဲ့အဲ့ဒီအရာတွေအားလုံးကအဲ့ဒီအရာတွေနဲ့ပြည့်စုံနေပေမဲ့အတတ်ပညာမတတ်ဘူးဆိုရင်အလကားပဲတဲ့မတင်သေးဘူးတဲ့။ဘာနဲ့လားရန်သူတလဲဆိုရင်ပေါပန်းပွင့်နဲ့လားရန်သူပါလေတဲ့ ပေါက်ပန်းပွင့်နီနီရေးရေးအရန်လာတယ်။ဦးစင်တို့အညာမှာဆိုရင်ယခုလိုနွေရသီမှာဆိုရင်အရန်လာတာပဲပေါက်ပန်းပွင့်မှာပေါက်ပန်းပွင့်လေးတွေရဲနေဒါပေမဲ့ဘလောက်ပဲရေးပြီးလှနေစေကမူပေါက်ပန်းပွင့်မှာအနက်မရှိပါဘူး။အဲ့ဒီလိုပဲတဲ့။ရုပ်ဘလောက်လာလာအရွယ်ဘလောက်တင်းတင်း ဘလောက်ပဲချမ်းသာချမ်းသာအတတ်ပညာမတတ်ဘူးဆိုရင်ပေါက်ပန်းပွင့်နဲ့အတူတူပဲလို့ဆိုထားပါတယ်အချုပ်အပြင်းပြောရမယ်ဆိုရင်ဘလောက်ပဲပြည့်စုံစေကမှုအတတ်ပညာမတတ်ရင်အလကားပဲမတင်သေးဘူးလို့ပြောထားတာပဲဖြစ်ပါတယ်ဒါကြောင့်မို့ဦးဇင်းဒီကနေ့ပြောခဲ့တဲ့နေဒီကျန်လာဆုံးမစာမှတ်စဉ်33နေဒီကျန်လာ3အမှတ်စဉ်33 33လို့ကိုနားလေတော့ပေါက်လောက်ပြီလို့ထင် ။ဒါကြောင့်မို့ဓမ္မမေဆွေဆွေတို့မြို့တော်မြတ်အားလုံးလောကလူသားမြတ်အားလုံးဦးဇင်းယခုပြောခဲ့တဲ့နေသီးကျမ်းလာဆုံးမစာလေးတွေကိုနားထောင်လက်ခံပြီးလက်တွေကျင့်သုံးပြီးအကျိုးများနိုင်ကြပါစေ။လောကလူသားမြတ်အားလုံးဓမ္မမေဆွေဆွေတို့မြို့တော်မြတ်အားလုံးကပ်ပြီးအမျိုးမျိုးမှကင်းဝေးကြပါစေ။အနိဋ္ဌဝေဒံယမအပေါင်းမကောင်းဟုတည်းများ ဘာတခုမှကိုတိုင်နေမလို့ယုံနာဝနိုင်တော့မကြရတော့ပုံကူများဖြစ်ကြပါစေလို့တောင်းစုပြုမေတ္တာပို့ပါရယ်ဓမ္မမေဆေဆေတော်မျိုးတော်များအလုံးလောကလူတာအလုံးဘေးမျိုးမျိုးရံသွဲသွဲများကင်ဝေးပြီလင်မိမိတို့လိုလားတောင်းတတော့အရာများနဲ့သာတွေ့ကြုံခံစားစံစားကြရပါစေလို့တောင်းစုပြုမေတ္တာပို့လိုက်ပါရယ်